ညောင်ဆင်းရောရတော့ဒီနေ့ချေလို့တင်မဲဟန်ချာကကြတော့ထိခိုက်တရားရတာနဲ့ပတ်သက်တဲ့ဟန်ချာဖြစ်ပါတယ် ဒါကြတော့ဒီမှာဆောင်းဆိုတဲ့ဟန်ကြားပေါ့ပြန်မနော်သူကလည်းပဲအဓိပ္ပာယ်တကယ်အများကြီးပဲရှိပါတယ်အဲ့ထင်ကနေမှရှိလို့ dictionary မှာထိခိုက်တယ်ထင်ရရတယ်ဆိုတော့ဒီအဓိပ္ပာယ်ကိုယူလာတာပါဒီတလုံးကကြတော့ကြတော့ဒီမှာဆိုရင်ထိခိုက်မိသည်လို့လို့ရေးထားပြီးမဲ့ထင်ရရသည်ထင်ရအလိုအကုန်သုံးလို့ရပါတယ်နော်အဲ့ကြတော့ပထမတလုံးကိုချေလို့ကြည့်မယ်ဆိုရင်ဆောင်းချောဆောင်းချောဆိုတာအနာကိုပြောတာပါကျတော့ကျတော့တကူကိုထိမိတယ်ခိုက်မိတယ်အနာဖြစ်တယ်တန်ရာရတယ်ဆိုရင်ဆောင်းချောလို့တုံးပါတယ်ရမှာเนาะအဲဒါကြောင့်မလို့မာဟုမေဆောင်း ောင်းချုံဆိုပြီးတော့ဒီလိုစိတ်တန်ရာဆိုပြီးတော့လည်းလို့တုံးလို့ရပါတယ်။စာဝူခုခစ်ကလေးနဲ့ပန်းစကားအနေနဲ့တို့အမားဆန်းလို့လည်းတုံးလို့ရတယ်စိတ်တန်ရာရတာအောင်ရမယ်နော်။ဒါပေမဲ့ကိုထက်အသက်လူကိုထက်အသက်ကြီးရဲ့လူတို့အထက်လူကြီးနေတော့မတုံးပါဘူးနော်။ပန်းစကားဖြစ်တဲ့အတွက်ကြောင့်မလို့မာဆန်းဆိုတဲ့စကားကအဲကြတော့မာဝမေဆန်းချောစိတ်တန်ရာလို့တော့တုံးလို့ရပါတယ်။ ပြီးရင်ဆားဆောင်ကြဆားဆိုတာကတိတ်တာကိုပြောတာပါဆောင်းဆိုတာထင်ရရတဲ့လူကြားဆိုတာကလူကိုပြောတာအဲဒါကြောင့်မလို့တိတ်ဆုံးသူနဲ့ထင်ရရတဲ့လူပေါင်းပြီးတော့ပြောတယ်မီနင်းဖြစ်ပါတယ်တချို့တို့တည်နေပါတယ်မှာသူကအတုံးများပါတယ်ဥပမာခုငလင်ဖြစ်တယ်ဆိုရင်တချို့တို့တိတ်ဆုံးထင်ရရတဲ့လူတွေဘယ်နှယောက်ဆိုပြီးတော့တချို့တို့တည်မှာရေးရတယ်เนาะအဲကြတော့ဒီရဲ့ဆားဆောင်းကြဆိုတာကတိတ်ဆုံးတဲ့လူထင်ရရတဲ့လူကိုအကုန်လုံးပေါင်းပြီးတော့ပြောတယ်မီနင်းဖြစ်ပါတယ် ပြီးရင်နောက်တစ်ခုကကြတော့ဆုံးဆောင်ဆုံးဆောင်ဆိုတာကဒီမှာဆောင်းတန်ရာရတာထိခိုက်မိတာပေါ့ဒီမှာကကြတော့ဆုံးဆောင်ဆိုတဲ့အဓိပ္ပာယ်ကပျက်စီးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တုံလို့ရပါတယ်အခုခြေရိုးဥပမာအုံနောက်ကပျက်စီးခဲ့ပါ냐ပေါ့နော်ဒီမူးဆိုတာမာရေးမိတာပါနော်ဒီဖယ်ပြီးတော့ကြည့်ပေးပါနွယ်ဆုံးဆောင်ငှစ်အစ်တာအဲကြတော့နွယ်ဆိုတာအုံနောက်ဆုံးဆောင်ဆိုတာထိခိုက်တာအဲကြတော့သူကများတော့အဖြစ် ဆုံးဆောင်ငယ်ဣပတာဆိုပြီးတော့ဒီလိုအတွဲလိုက်တော့ပါတယ်နော်ဣပတာဆိုတာကသူ့နဲ့အတူတူတွဲတဲ့ verb ဖြစ်ပါတယ်အဲဒါကြောင့်မလို့ထိခိုက်တရားရမိတယ်ဆိုရင်ဆုံးဆောင်ငယ်ဣပတာလို့တုံးလို့ရပါတယ်ကျွန်တော်ຫນွေရဲ့အုံနောက်ကထိခိုက်တရားရမိတယ်အဲ့လိုတုံးလေပေါ့ပြီးရင်တကုတ်ကုတ်ပစ္စည်းရပစ္စည်းသွားတယ် အဲ့လိုအပြည့်အစည်ဖြစ်သွားတယ်ဥပမာအပြင် box ထဲမှာထည့်ထားတဲ့ပစ္စည်းဖားထဲမှာထည့်ထားတဲ့ပစ္စည်းက delete ပို့ရင်နဲ့ပစ္စည်းကပျက်စီးသွားတယ်ဆိုရင်မူလကောင်နီးဆုံးဆန်းသေးတာပစ္စည်းကပျက်စီးသွားသည်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့လက်ချက်တို့တုံးလို့ရတယ်အဲ့ကြတော့ပြောချင်တာက ဆုံးဆန်းဆိုတာက ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ဒီဆန်းဆိုတဲ့ဟန်ချာပေါင်းထားပြီးတော့သူကဒီပျက်စီးသည်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေနင်းမို့ပြီးရင်နောက်တစ်ခုကကြတော့ဟွာဆန်း ဟွာဆောင်ဆိုတာကဒီမှာရှိတဲ့ဟွာဆိုတာကဒီမှာပြောတော့ brew ဆိုတဲ့မီးကိုပြောတာပါเนาะ shadow ကကြတော့အဲကြတော့မီးတန်ရာဆိုတော့ဘာဖြစ်တာတော့အပူလောင်နေတဲ့ရာကိုပြောချင်တာပြန်ပါเนาะအဲဒါဟွာဆောင်ငယ် ipta ပဲသူလည်းပဲဒီ ipta ဆိုတာ ਨੇ တူတူတွဲပြီးတော့တုံးပါတယ်ဟွာဆောင်ငယ် ipta ဒီမီးလောင်တန်းရာရာသီပေါ့ထုံဆောင်ဆိုတာကတော့ဗာလဲဆိုရင်ထုံဆိုတာကချေလို့ခဲတယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်းဆိုတာကထန်ရာ ခဲတဲ့တန်ရာဆိုတာကကိုရီးယားမှာအရန်ချမ်းတဲ့အချိန်အပူချိန်တွေကအရန်ကိုကြတဲ့အချိန်လက်အိတ်တွေပါတယ်မစွတ်ထားဘူးအပြင်မှာကြာကြီးနေနေဆိုရင် လက်ကအလိုနီလာပြီးတော့အနာဖြစ်တယ်လို့မျိုးဖြစ်တာဖြစ်တယ်ပေါ့နော်ချေလို့ဒီအေးတန်ကြောင့်မလို့ဖြစ်တဲ့အနာပေါ့အဲ့ဒါကိုထုံဆောင်လို့ခေါ်တယ် ရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ခုံဆောင်ခုံဆောင်ဆိုတာကကြတော့ခုံဆိုတာကကြတော့တိတ်မပြင်းထန်နေဆိုတဲ့အဓိပ္ပာယ်ပေါ့မပြင်းထန်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့တယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်ဆိုတာကအနာပေါ့တဲ့အနာပေါ့တဲ့ထန်ရာဆိုတော့မပြင်းထန်နေထန်ရာပေါ့ဥပမာအဖြစ်ချက်လို့ accident တစ်ခုခုဖြစ်တယ်ဆိုရင်ဒီ accident ဖြစ်တဲ့လူနာရဲ့အနာကျင်မှုအနာဖြစ်နေတဲ့ထန်ရာရမှု level အလိုက်ခွဲမယ်ဆိုလို့ရှိရင်ခုံဆောင်ကကြတော့သူကနည်းနည်းမ ပြင်းထန်ဒီတိုင်းအပေါ်ရန်လေးထိမိတာလို့အဲအလောက်ပေါ့နော်ဒါကိုခုံဆန်းလို့ပြောတယ်ဒါမှမဟုတ်ပဲねနည်းနည်းပြင်းထန်တယ်ခြေထောက်တွေကျိုးသွားတယ်လက်တွေကျိုးသွားတယ်အုံနောက်တွေထိသွားတယ်တခုခုပေါ့နော်ဒါဆိုလို့ရှိရင်ဂျူးဆန်းရမယ်နော်ဂျူးဆိုတာကဒီမှာပြင်းထန်တယ် လေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးတဲ့တန်ရာပြင်းထန်တဲ့တန်ရာအဲကြတော့ဒါဆိုလို့ရှိရင်ဂျုံဆောင်ကအစ်တာလို့ပြောရဲဆိုရင်တန်ရာပြင်းတယ်တန်ရာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ဂျုံဆောင်ကကြတော့ပုံမှန်တိတ်မချီတဲ့တန်ရာပေါ့နော်အဲလိုအနေနဲ့လည်းသုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုကနက်ဆာနက်ဆိုတာကပြုတ်ကျတာကိုပြောတာပါဆောင်းဆိုတာကတန်ရာပြုတ်ကျတဲ့တန်ရာအဲဒါကတော့သူကဘာကိုပြောချင်တာလဲခြေတို့ဆေးရုံမှာကတင်နေရှိရဲ့ လူနာတွေတစ်ခါလေကြလို့ရှိရင်ကလေးတွေဖြစ်ဖြစ်လူကြီးတွေဖြစ်ဖြစ်ဆိုလို့ရှိရင်တက်ကြီးဝယ်ဦးတွေကကြတော့လမ်းလျှောက်တာအဆင်မပြေဘူးလေနော်အဲကြတော့အိမ်နာတွေပါတွေတွားရကနေပြီးတော့ခရင်အသက်အဆင်းလုံးတဲ့အချိန်မှာပြုတ်ကျတဲ့ case တွေရှိရဲပေါ့ဒါကို share ပါနောက်ဆန်းလို့ပြောတယ်အဲဒါကြောင့်မလို့စီးရုံတွေပါတွေတွားတယ်ဆိုလို့ရှိရင်တခုခုတနေ့ရရမှာနောက်ဆန်းချူရီလို့ပြောထားတယ်ဆိုရင်ပြုတ်ကျတာတတိထားပါပြုတ်ကျတတ်ပါတယ်လို့ပြောထားတာတကယ်လို့ဒီဟိုအိမ်ဆောက်တဲ့ ဒီဆောက်လုပ်ရေးနေရာတွေဘာတွေမှာဆိုလဲရေးထားပါတယ်เนาะနောက်ဆောင်ကျူရီဆိုရင်ပြုတ်ကျတည်တတိထားပါအဲလိုအဓိပ္ပာယ်ပေါ့နောက်ဆောင်ဆိုတာပြုတ်ကျတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်เนาะအဲဒါကြောင့်မလို့ဒီနေ့ဆောင်ဆိုတဲ့ဒီထန်ရာနဲ့ပတ်သက်တဲ့ meaning ကိုချေရှင်းပြလာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ meaning လေးတွေကိုဖြာလိုက်လို့ပေါ့နော်။ဆောင်းကလည်းဖြာ meaning အတိတ်ပဲဖြာကြီးရှိရဲဆိုတော့နောက်ပိုင်းလည်းကြုံသလိုရှိထပ်ပြီးတော့အော်တင်ပေးသွားပါမယ်။ ။အဲကြတော့ရတော့ဘုံတဲ့အခုချေတော့ရဲ့30ဟာပြီတော့မှာပေါ့နော်။တိတ်တော့မကြတော့ဘူး။အဲကြတော့စာရီလည်းပုံမှန်တိုင်းလုပ်နေမယ်လို့တော့ထင်ပါတယ်။အဲကြတော့ကိုတချို့တွေက comment လာ men ချရဲပေါ့နော်။အထောက်အကူဖြစ်တယ်ဗာညာဆိုပြီးတော့ရေးထားတော့ချေလည်းကြည့်ပြီးတော့အားဖြစ်ပါတယ်ဆက်ပြီးတော့လည်းချေတင်ပေးပါဦးမယ်နော်။အခုဒီရဲ့30ပြည့်ရင်တော့ချေတခြားဒီလိုအထောက်အကူဖြစ်မဲ့ဒီမိနေနေတွေပေါ့နော်တခြားအားတွေတွေကိုလည်းတခြားနည်းနည်း အမျိုးစားလေးတွေစုံအောင်ပေါ့နော်ဟန်ချာကြီးပဲလုပ်တယ်ဆိုတော့လည်းပြင်းနေမှာဆိုတော့တခြားဟာလေးတွေလည်းရှင်းထက်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ your bunter cheer ရဲ့ဒီ channel လေးကိုလည်းများများလေး share ပေးကြပြီးရောဗီဒီယိုလေးကိုလည်း like လေးလုပ်ပေးပါလို့ပြောရင်းနဲ့ဒီနေ့တလောက်ပဲဒါဆိုလို့ရှိရင် your bunter အညောင်း